။တမ်းပြေခေါင်းဆောင်တွေကိုပေါ်ပြချင်ပါတယ်။ထိုင်းနိုင်ငံဝူဂျီဂျိုကမ္ဘောဒီးယားနိုင်ငံဝူဂျီဂျိုနဲ့အမေရိကန်ပြည်တော်စုတမတာဖြစ်တယ်။ဒါအရင်ဆက်လို့စားစရာကောင်းပါတယ်ကျွန်တော်တို့လုံနိုင်မှာမဟုတ်ဘူးလို့လူများစွာကပြောခဲ့တဲ့အရာတစ်ခုကိုကျွန်တော်တို့လုပ်ခဲ့ကြပါတယ် ဒီတဘောတူညီချက်တစ်ခုတည်းနဲ့လူတန်းပေါင်းများစွာအသက်ကိုကယ်တင်နိုင်ခဲ့ဖို့ရပါတယ်ကျွန်တော်ကိုပျော်ရွှင်စေတာကကျွန်တော်တို့အတူတူလုပ်ခဲ့တဲ့နိုင်ငံနဲ့နိုင်ငံဖြစ်တဲ့အရန်ကိုကူညီခဲ့တဲ့နိုင်ငံဖြစ်တဲ့ကျွန်တော်အရန်ကျေးဇူးတင်ပါတယ်တင်လို့မရှိရင်ဒါတွေဖြစ်ခဲ့မှာမဟုတ်ပါဘူးတို့တောင်နဲ့တယောက်တကယ်ကိုသဘောကျပါတယ်ကျွန်တော်သဘောတူချက်တူညီချက်တွေလုပ်တဲ့အခါဒါကိုမကြုံဘူးပါဘူးပုံမှန်အားဖြင့်မော်တီမှုတွေအများကြီးရှိခဲ့ကြတယ် ဒါပေမဲ့သူတို့နှစ်ယောက်ကတော့တယောက်နဲ့တယောက်သဘောကျခဲ့ကြတယ်အရာတွေအလုံးကလွယ်ကူစေခဲ့ပါတယ်ဒီငြိမ်းချမ်းရေးစာချုပ်ကြောင့်လူသားပေါင်းများစွာဒီနေ့အသက်ရှင်နေကြပါတယ်စတင်မဲ့အခါမစခင်ကျွန်တော်အနေဆိုင်ဆုံးဝန်ထဲကြောင့်ပေါ်ပြချင်ပါတယ်ဝန်ကြီးချုပ်နျူတန်တန်နဲ့ထိုင်းနိုင်ငံဘုရင်ရှင်တန်နဲ့တနိုင်ငံလုံးထံမဲတော်ဘုရင်မကွယ်လွန်ခြင်းအတွက် သူမဟာလပပြေးအော်ဘယ်မြို့သမီးတူဖြစ်ပါတယ်။တဝကဘာတဝမှာလေးစားခံရတဲ့သူဖြစ်တဲ့ထိုင်းလူမျိုးတွေသူမကိုထာဝရမမီနေမှာတည်ကြပါတယ်။သူမဟာဂုံတိတ်ကကျင်နာမှုနဲ့ဂျေဇုတင်စရာပြသခဲ့ပါတယ်။သူမကိုအရန်ချစ်ခင်ပြီးလေးစားခဲ့ကြပါတယ်။ဒီနေ့ကျွန်တော်တို့သူမရဲ့အမတ်တယောက်ကိုဂုံပြုပါတယ်။ကျွန်တော်တို့သူမချစ်ခဲ့တဲ့နိုင်ငံကိုငြိမ်းချမ်းရေးကောင်းချီးကိုယူဆောင်လာပါတယ်။သူမဒီနိုင်ငံကိုအရန်ချစ်ခဲ့ပါတယ်။ဒါအရှိတောင်အာရှလူမျိုးတွေအတွက် ကြီးမားတဲ့နေ့တစ်နေ့ဖြစ်ပါတယ်ကျွန်တော်တို့ဒီကမ္ဘောဒီးယားနဲ့ထိုင်းနိုင်ငံကြားစစ်ပွဲဆုံးသတ်ဖို့တမိုင်းဝင်သဘောတူညီချက်ကိုလက်မှတ်ထိုးနေကြပါတယ်ကျွန်တော်တို့ဒီမှာပါဝင်ရတာဂုံယူပါတယ်ဒါကျွန်တော်အတွက်အရန်အရေးကြီးပါတယ်နိုင်ငံကြီးနှစ်ခုပြည်ပကရှိခဲ့ပါတယ်ဒီရဲရင်တဲ့ခေါင်းဆောင်နှစ်ဦးကိုဂုံပြုချင်ပါတယ်သူတို့ဒီကြီးမားတဲ့ခြေလှမ်းလှမ်းခဲ့ကြပါတယ်ဝန်ကြီးချုပ်ဟွန်မာနဲနဲ့ဝန်ကြီးချုပ်နျူတန် မလေးရှားဝန်ကြီးချုပ်အနွိုင်းကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်ကျွန်တော်အစမှသူကိုဖုန်းဆက်ခဲ့ပါတယ်ကျွန်တော်ပြောခဲ့ပါတယ်ဒီတင်အနည်းမှာနိုင်ငံနှစ်ခုတိုက်ခိုက်နေကြတယ်ကျွန်တော်တို့ကိုပယ်မလိုက်တဲ့နေရာလိုအပ်ပါတယ်သူကူညီဖို့သဘောတူခဲ့ပါတယ်ကျွန်တော်ပြောခဲ့ပါတယ်ဒါဖြစ်ရှင်းနိုင်ရင်ကျွန်တော်တင်နိုင်ငံကိုလာမှာပါကျွန်တော်အမှန်ကိုပြောခဲ့ပါတယ်တခါတလေလူတွေဒါပြောပြီးဘယ်တော့မှမလာကြပါဘူးဒါပေမဲ့ကျွန်တော်လာမယ်လို့ကန်ဆတ်ခဲ့ရတယ် ူနဲ့သူရှိတဲ့လူနှစ်ယောက်ဟာကြီးမားတဲ့ခေါင်းဆောင်တွေဖြစ်ပါတယ်သူတို့အခုသမိုင်းဝင်ပုံကိုယ်တွေဖြစ်လာပါပြီဒါတနည်းလောက်ရှိခဲ့ပါပြီအဲ့ဒီနောက်ဒီအရာအလုံးဖြစ်ပွားခဲ့ပါတယ်ဒါတွေ့ရတာအလွန်မှလှပပါတယ်ပြည်ပကဟာလူသားပွဲများစွာနဲ့စတင်ခဲ့ပါတယ်ကျွန်တော်တို့ဒါကိုလင်းမြန်စွာရပ်တန့်ခဲ့ကြပါတယ်အချို့ပြည်ပကတွေရပ်တန့်ဖို့နှစ်ပေါင်းများစွာကြာပါတယ်ဥပမာ30နှစ်နဲ့ကြာတယ်ဒီနိုင်ငံတွေအချိန်ကြာရှည်စွာတိုက်ခိုက်နေခဲ့ကြတယ်ဒီပြည်ပကအရန် စိုးဝါခဲ့ပေမဲ့လင်းမြန်စွာရပ်တန့်သွားခဲ့ပါတယ်။ခေါင်းဆောင်နှစ်ဦးအားတောင်းနဲ့တယောက်လေးစားမှုရှိကြပါတယ်။မလေးရှားဝန်ကြီးချုပ်ကနှစ်ဖက်ကိုကွာလာလမ်ပူမှာဆွေးနွေးဖို့စူးစီးပေးခဲ့ပါတယ်။ဒီနေ့အစောပိုင်းမှာဒီနှစ်နိုင်ငံရဲ့နယ်စပ်မှာပြည်ခွာတွေဖြစ်ပွားခဲ့တယ်။ဒါတွေတမိုင်းစေချာတဲ့ရှေးဟောင်းနိုင်ငံတွေဖြစ်တယ်။လူများစွာတည်ဆုံခဲ့ပါတယ်။ထောင်ပေါင်းများစွာအိုးမဲအိမ်မဲဖြစ်ခဲ့ရတယ်။အမေရိကန်ဟာတည်ငြိမ်မှုနဲ့ငြိမ်းချမ်းရေးကိုခိုင်မာစွာဂရုဂတိပြုထားပါတယ်။ ကျွန်တော်အစိုးရဟာပြည်ပခပိုဆိုးမသွားအောင်ကာကွယ်ဖို့လှုံ့ဆော်ခဲ့ပါတယ်ကျွန်တော်ခေါင်းဆောင်တအူးနဲ့ဖုံးဆက်ခဲ့ပါတယ်အဲ့ဒီအချိန်ကကျွန်တော်စကော့တလန်နိုင်ငံတမ်ဘေရီမှာရှိနေခဲ့ပါတယ်ကျွန်တော်တို့၃ယောက်နောက်ပိုင်း၄ယောက်နဲ့ဖုံးဆက်ခဲ့ပါတယ်ဒါအလွန်မှလှပတဲ့နေ့တွေဖြစ်ပါတယ်တမ်ဘေရီဟာကြီးမားတဲ့နေရာဖြစ်တယ်ကျွန်တော်ပြောခဲ့ပါတယ်ဒါခေါက်ကစားတာတစ်ခုအရေးကြီးပါတယ်ကျွန်တော်တို့ဒီနေ့လုံးဖုံးဆက်ပြီးလှုံ့ဆော်ခဲ့ပါတယ်အရာတွေဘလောက်လင်းမြန်းစွာ ပေါင်းစည်းလာပါတယ်အဩစရာကောင်းခဲ့ပါတယ်ဒါကျွန်တော်အတွက်ဘာထက်မဆိုပျော်စရာကောင်းခဲ့ပါတယ်ကျွန်တော်တို့လူတွေနဲ့နိုင်ငံတွေကိုကဲတင်နေခဲ့ပါတယ်ကျွန်တော်ခေါင်းဆောင်တွေကိုစစ်ပွဲထက်ညီချင်းရွေးချယ်ဖို့တောင်းဆိုခဲ့ပါတယ်ဇူလိုင်လအစုံမှာကောင်းမွန်တဲ့ဆွေးနွေးမှုတွေပြီးတဲ့နောက်အပြစ်ခံရစေးတွေရရှိခဲ့ပါတယ်ဒီလူကြီးများဟာအရေးတွေးမိတဲ့လူတွေဖြစ်ပါတယ်။နှစ်ဦးစလုံးအမေရိကန်မှာကောလိပ်တက်ခဲ့ကြပါတယ်။အခုသူတို့ကွာလာလမ်ပူငိမ့်ချန်ရေးသဘောတူညီချက်ကို လမထိုးတော့မှာဖြစ်ပါတယ်။နိုင်ငံတစ်ခုစလုံးတက်ခတ်မှုရပ်တန့်ပြီးအင်းနီချင်းဆက်ဆံရေးကောင်းမွန်ဖို့လှုံ့ဆော်မှာပါ။ဒါအခုစတင်နေပြီဖြစ်တယ်။ကမ္ဘောဒီးယားစစ်တုပ်ပန်းဆက်စစ်ဦးလွန်မြောက်မှာဖြစ်တယ်။မလေးရှားအပါဝင် အာဆီယံနိုင်ငံတွေကကြည့်ရှုတူတဲ့ငြိမ်းချမ်းရေးတည်ထောင်မှု ရှိစေဖို့စောင့်ကြည့်မှာပါ။ကျွန်တော်ဒါတည်ထောင်မယ်လို့ထင်ရှားပါတယ်။ကျွန်တော်တို့ကမ္ဘောဒီးယားနဲ့ကြီးမားတဲ့ကုန်သွယ်ရေးသဘောတူညီချက်လည်းလက်မှတ်ရေးထိုးခဲ့ပါတယ်။ထိုင်းနဲ့အရေးကြီးတဲ့တပ်တုဒ သဘောတူညီချက်လက်မှတ်ရထုတ်ခဲ့ပါတယ်။အမေရိကန်ဟာနိုင်ငံနှစ်ခုစလုံးနဲ့ခိုင်မာတဲ့ကုန်သွယ်ရေးရှိမှာပါ။ဒါပေမဲ့သူတို့ငြိမ်းချစွာနေထိုင်မှသာဖြစ်နိုင်မှာပါ။ဒါကျွန်တော်အစိုးရရဲ့ရှစ်လအတွင်းအဆုံးသတ်ခဲ့တဲ့စစ်ပွဲစစ်ကူထဲကတစ်ခုဖြစ်ပါတယ်။ကျွန်တော်တို့တလကိုစစ်ပွဲတစ်ခုပြန်ပြန်ရပ်တန့်ခဲ့ပါတယ်။ပြည်ပကတခုကြံရှိနေပါတယ်ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်နောက်ထပ်ပြည်ပကဆက်တင်ခဲ့ပါတယ်ကျွန်တော်တို့ဒါကိုလင်းမြန်စွာဖြေရှင်းပါပါ ဘေးဒီဘက်ကတွေဆုံးသပြီးအသက်တွေကတင်တာအရန်ရေးကြည့်ပါတယ်။ကုညရတာဂုံယူစရာဖြစ်ပါတယ်။မေဂန်ပြည်တော်စုကိုစားဒီဘေးဒီဘက်ပြည်ရှင်းရမှာကုညရတာဂုံယူပါတယ်။ဒါကောမွန်တဲ့ချစ်ချစ်ရင်းနဲ့ဒေတာရဲ့အနာဂတ်ကိုဖန်တီးပေးပါတယ်။ဂုံယူပြီးလွတ်လာတဲ့နိုင်ငံတွေတာယာဘဝပြောနိုင်ပါတယ်။သူတို့ဘေးကင်းမှုလုံခြုံမှုနဲ့ငြိမ်းချမ်းမှုရှိမှာပါ။တနေ့ခွဲလောက်ကအမေရိကန်ဟာပြဿနာရှိနေခဲ့ပါတယ်အခုကျွန်တော်တို့အားကောင်းပါတယ်ကျွန်တော်တို့ရွေးကောက်ပွဲကိုမဲအများပြားနဲ့အနိုင်ရခဲ့ပါတယ် ျွန်တို့ဖုန်းဆက်တဲ့အခါလူတွေလေးစားခဲ့ကြပါတယ်။လေးစားမှုကအရာတွေလွယ်ကူစေပါတယ်။ကျွန်တော်ဒီအလုပ်ကိုလုပ်ရတာချစ်ပါတယ်။ဒါလင်းနေပါတယ်။ဒါပေမဲ့ကျွန်တော်ကြွန့်ကျင်ပါတယ်။ကုလသမဂ္ဂဒါလုံနိုင်ခဲ့ပေမဲ့သူတို့မလုံနိုင်ခဲ့ပါဘူး။ကျွန်တော်တို့ကိုယ်တိုင်သဘောတူညီချက်လုပ်ခဲ့ပါတယ်။ဘယ်လောက်လင်းမြောင်စွာဖြစ်ပွားခဲ့လဲဆိုတာလူတိုင်းအံ့ဩခဲ့ကြပါတယ်။အခုကျွန်တော်ဝန်ကြီးချုပ်အနှိုင်းကိုစကားပြောဖို့ဖိတ်ခေါ်ပါမယ်။နောက်မှဝန်ကြီးချုပ်ဟွန်မန်နဲ့ဝန်ကြီးချုပ်ညူတန်စီကကြားရမှာပါ။ ဒါတွေအန်အော်ဝဲလူကြီးများဖြစ်ပါတယ်သူတို့ အချိန်ကြာစီစွာစူးစမ်းခဲ့ကြပါတယ်ကျွန်တော်တို့စကားပြောနေချိန်မှာပြစ်ခတ်မှုရှိခဲ့ပါတယ်ဒီလူသုံးယောက်ဟာလူသားမျိုးနွယ်အတွက်အန်အော်ဝဲအလုပ်လုပ်ခဲ့တာကိုချီးကျူးတင်ပါတယ်ကျေးဇူးတင်ပါတယ်သူတို့နဲ့အတူလုပ်ရတာကိုယူပါတယ်